ချန်ပီယံကပတ်ကိုဆွန့်လွတ်ပြီးတဲ့နောက်စတိုင်ရဲ့ကစားသမားဘွားကအဆုံးသတ်သွားတော့မှလား ပရိသတ်များအလုံးမဲမင်္ဂလာပါရှင်ကြော်ကြောင်း MMA Sport Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရယ်လောင်မဲဩဂတ်စ်လအတွင်းမှာကျင်းပဖို့စီစဉ် Tarestan Federer နဲ့ Dennis Sampoer Garo ရဲ့တွဲဆိုင်ဟာ Stan Danya ရသွားလို့ပြတ်သွားခဲ့ရပြီဖြစ်ပါရယ် Stan ကတရားကြောင့်ပြီးခဲ့တဲ့နှစ်ကလေးကအနာယူနေရတာပဲဖြစ်ပါရယ်သူမရရှိထားတဲ့ဒုတန်ရာကိုလည်း Stan ကအခွင့်အရေးကုသမှုခံယူခဲ့ရပါသေးတယ်ဒီနောက်ဒန်ယာကနေပြန်လည်တက်တာလာပြီဖြစ်တာကြောင့် Stan ဟာလေ့ကျင့်မှုတွေတောင်မှပြုလုပ်ခဲ့သေးပြီး One Championship ကလည်းပြီးခဲ့တဲ့နှစ်ကလေးကမဖြစ်လိုက်ရတဲ့ Stan နဲ့ Sampoer Garo ရဲ့ မျိုးသမီးအန်တန်မွေတန်း MMA ချန်ပီယံကပတ်လူပွဲကိုအမေရိကန်နိုင်ငံဒန်မာမာကျင်းပမဲ့173မှာဂေါင်ပွဲဖြစ်တည်ပေးခဲ့တာဖြစ်ပါရင်ပွဲကျင်းပမှု3လဝန်းကျင်မဲ့လိုတဲ့အချိန်မှာစတန်တယောက်ဒဏ်ရာထပ်မံရရှိခဲ့ပြန်ပြီး173မှာမဝင်မထိုးနိုင်တော့ဘူးလို့ဆိုလာခဲ့ပါရီဒါကြောင့်လည်းစတန်ဟာပြိုင်ပွဲကနေနှုတ်ထွက်သွားခဲ့ပြီး6သောချန်ပီယံကပတ်လူပွဲတွေနဲ့မြိုင်မြိုင်ဆိုင်ဆိုင်မရှိတော့တာကြောင့်လက်ရှိမှာရည်ရွယ်ထားတဲ့ပြိုင်ပွဲကိုဖျက်သိမ်းပြီးလာမယ့်နှစ်မှာမှတူကြဆန်းတဲ့တင်ဆက်မှုတွေနဲ့ပြန်လည်ကျင်းပလာတော့မယ်လို့ဝမ်းချန်ပြန် ရှင်ဘက်ကအဆုံးဖြတ်ခဲ့ပါရယ်။ဒါပြင်တရားကြောင်းဆိုပြီးပွဲကြီးပွဲကောင်းကိုနှစ်ကြိမ်တိတိပြတ်ကွက်ခဲ့တဲ့စတန်စီကနေချန်ပီယံကပတ်ကိုဝမ်ချန်ပီယံရှင်ဟာပြန်လဲရုပ်သိမ်းလိုက်ပြီးဖြစ်ပြီးပြိုင်ဘက်ဖြစ်သူဇမ်ဘိုအန်ကာကိုပြီးတိုင်လွှဲပြောင်းပေးရလိုက်ပြီးလဲဖြစ်ပါရယ်။စတန်ဟာလည်းဒီကိစ္စပေါ်မှာကြီးကြီးပြူပြူနဲ့သဘောတူခဲ့ပါရယ်။ဒီပြိုင်ပွဲဖြတ်သိမ်းလိုက်ရခြင်းပေါ်ချက်ထရီကစတန်ရဲ့တရားပြဿနာကိုကြားသိရတဲ့အတွက်စိတ်မကောင်းဖြစ်မိတယ်။အမြန်ဆုံးပြန်လဲကောင်းမွန်လာနိုင်ဖို့ကိုလည်းကျွန်တော်ဆုတောင်းပေးလိုက်ပါရယ်။စတန်ဟာတရားကြောင်းပြိုင်ပွဲခန့်တွေထွက်ပြီးနှုတ်ထွက်လိုက်ရတော့ကျွန်တော်တို့စီမှာအခြားသောစိတ်ဝင်စား စရာပွဲတွေဘာမှသိမရှိတော့ဘူးဖြစ်သွားခဲ့ရတယ်။ဒါကြောင့်ဒန်မာမာကျင်းပဖို့အရွယ်ထားတဲ့ဒီပြိုင်ပွဲကိုလာမယ့်နှစ်ဇွန်လမှာမှကျင်းပဖို့အတွက်ကျွန်တော်တို့ဘက်ကခက်ခဲတဲ့ဆုံးဖြတ်ချက်တခုကိုချမှတ်လိုက်ရပါတယ်။ကျွန်တော်တို့က US ကိုကမ္ဘာအကြီးကျယ်ဆုံးသောဖြောပြင်းမှုတွေကိုပဲပေးချင်တာပါ။ US ကလည်းကျွန်တော်တို့ရဲ့ကမ္ဘာလုံးဆိုင်ရာအကြီးကျယ်ဆုံးသောဒေတာဖြစ်ဆက်ရှိနေအောင်မှာပါ။နောက်ဆုံးရင် Wi-Fi night ပွဲစဉ်တွေကိုပါ US မှာလာရောက်ကျင်းပဖို့အတွက်ကျွန်တော်တို့စဉ်းစားထားတာတွေရှိပါတယ်လို့ချက်ထရီကပြောခဲ့ပါတယ်။စတန်ဟာအသက်28နှစ်ရွယ်သားရှိနေသေးပြီးကစားသမားပွဲရဲ့အကောင်းဆုံးချိန်ကာလတစ်ခုကို ိုရောက်နေတာဖြစ်ပါရယ်ပြောမယ်ဆိုတော့စတန်ဟာမြို့သမီးအက်တန်ဝေတမအင်ဂျလီပြီးရင်ကောင်းဆုံးဖိုက်တာတစ်ယောက်ဖြစ်ပေါင်ပွဲခန့်နိုင်ခဲ့တာပဲဖြစ်ပါရယ်ဒါပေမဲ့လည်း2023ခုနှစ်ကနေရရှိခဲ့တဲ့ဒူးရွဆုပ်ပြဲထံရကစတန်ရဲ့ကစားသမားဘွားကိုဆွဲချသလိုဖြစ်ခဲ့ပါရယ်ဝါဘကစတန်ရဲ့ထံရချင်းတွေကိုအသေးစိတ်မထုတ်ပြန်ပေလေးကြည့်ရီကွင်းမှာရရှိခဲ့တဲ့ဒူးရွဆုပ်ပြဲထံရလို့သာပြောထားတာကြောင့်အားကစားသမားတွေနဲ့မစိမ့်တဲ့ ACL တရားဖြစ်ဖို့များပါရယ် ACL တရားကကစားသမားတွေတော်တော်အိမ်မက်ဆိုးဖြစ်ပြီးရရှိခဲ့မယ်ဆို ရင်အနည်းဆုံး6လကနေတစ်နှစ်လောက်ထိအနားယူရတာပဲဖြစ်ပါတယ်။နေရာရမုံရနီးပေါ်မှာမူတည်ပြီးအပြီးပြောက်သွားတဲ့သူတွေရှိသလိုအရှင်းမပြောက်တဲ့သူတွေလည်းရှိပါတယ်။ဒါ့ပြင် ACL ဒဏ်ရာရရှိထားတဲ့ကစားသမားတွေအနေနဲ့ဒဏ်ရာသက်သာပြောက်ကင်းခဲ့မယ်ဆိုရင်တော့ဒဏ်ရာမရခင်ကစွမ်းဆောင်ရည်မျိုးကိုပြန်လည်ပြသဖို့ဆိုတော့ကခက်ခဲပါတယ်။ဒီဒဏ်ရာကိုဘောလုံးပရိသတ်တွေကတော့ကောင်းကောင်းကြီးယဉ်နီးပြီးသားပဲဖြစ်ပါတယ်။စတန်ဒီယံပရမချိန်ဒဏ်ရာရသွားတာကြောင့်အနားယူရတယ်။တစ်နှစ်လောက်နာပြီးပြန်လာနိုင်ခဲ့တယ်။ဒါပေမဲ့အခုပွဲထုတ်ဖို့၃လလိုမှဒဏ်ရာပြန်ရရဆိုတဲ့အနေထားကတော့အ ရှင်းပြောက်ဖို့ခက်ခဲသွားပြီလို့သုံးသပ်ရမှာပဲဖြစ်ပါရီ MMA fighter တွေမှမဟုတ်ပါဘူးအာကစားသမားတိုင်းအတွက်ဒူးဟာအရေးကြီးတာကြောင့် stand out MMA ဂျိုးဝိုင်းနဲ့ကိုပြန်လာနိုင်ဖို့ခက်ခဲသွားပြီလို့ပဲသုံးသပ်ရမှာဖြစ်ပါရီဝိုင်းဘက်ကစားလို့ပါကတက်တွေထားတဲ့ page လေးမှာစောက်စားလို့ရပါတယ် promo code SYS7 ကိုအသုံးပြုပြီးတရားရဂိုင်းနှုန်း bonus ရယူလိုက်ပါနော်